တချို့တွေရှိရယ်ကုတုံးလှုပ်တာဗမာလှုပ်တယ်လဲဆိုတော့ဟော့တယ်လို့တဲခိုကန်တို့မှာလှုပ်လှုပ်တဲ့သူတွေကိုအန်အော်တာထက်သွားပြီးတော့အလုတ်ခံတဲ့သူတွေရဲ့အုံနှောက်ကိုကျွန်တော်ကအန်အော်တာလှတာမှာနှစ်မျိုးရှိတချို့ကပင်ကိုလှတချို့ကကြတော့သူကလှုပ်ယူပြီးမှလှတာပေါ့နော်အဲ့ဒီအထိကကိစ္စမရှိသေးဘူး ဆိုကိုကလှုပ်ယူထားပြီးတော့ BC12 တို့တည်ရမလား IG effect တို့နဲ့ရိုက်ပြီးတော့ငါတို့ကမွေးရပါလှတာပါဆိုတော့ကျွဲတဲ့သူတွေကိုကျွန်တော်ဒီနေ့နည်းနည်းလေးပြောချင်ပါတယ်။ Okay စအောင်ခင်ဗျားကယောက်ျားလေးဆိုလဲဒီဗီဒီယိုကိုကြည့်ထားတင်ပါတယ်။ဆိုပြီးခဲ့တဲ့အပတ်ကကျွန်တော် post တစ်ခုတွေ့လိုက်ပါသေးတယ်။ဘာလဲဒီအမျိုးသားတယောက်ရဲ့မှန်တင်ကုန်ဆိုပြီးတော့လေနဲတာမဟုတ်ဘူးအဲ့သူ့ရဲ့မှန်တင်ကုန်ပေါ်မှာအဲ့မှာ fishing found တွေရောအဲ့မှာတူနာတွေရောတခြား ဘူးက40လောက်ရှိတယ်ပေါ့နော်ဆိုတော့ခစ်ကတော့အဲ့လိုမျိုး ဖြစ်နေပါတယ်ဆိုတော့ကျွန်တော်တို့အရင်တုန်းကတော့ကိုရစနိုးလင်းရင်ပေါ့နော်အရန်မိုက်တယ်လို့ထင်ကြတဲ့ခက်ကနေအခုခက်မှာအလှပစည်းကမ်းတွေမသွားနိုင်ဘူးဆိုရင်ခက်မမိကြတော့တဲ့အထိဖြစ်လာပါတယ်ဒါကရန်နုံးမြေလူတိုင်းပေါ့တက်ရောက်နေတာမျိုးတော့မဟုတ်ဘူးအရင်တုန်းကတော့ငခုရှိမှငခိုင်းထွက်တဲ့ခက်ပေါ့ဗျာအခုဆိုရင်ဒါအမျိုးသားဆိုလဲခမရပါတွေဖြစ်ချင်တယ်ဒီမှာကျွန်တော်တို့ရဲ့မွေးရပါ RPG ကိုသိအောင်ဆိုတော့ RPG ဒီတိတယ်မှာကျွန်တော်ဟိုတစ်ခေါက်တော့ရေးလောက်တယ်လေဆိုတော့ကိုရဲ့မွေးရပါညီလေးကိုဒီမှာ RPG ဖြစ်ချင်တာလား ါမှမဟုတ်လေကိုယ့်ရဲ့ bike တွေကိုတင်းအောင် six pack ထွက်ချင်တာလားအားလုံးရနေတဲ့ခက်မှာကျွန်တော်တို့ကနေထိုင်နေတာဖြစ်ပါတယ်ဆိုတော့မိကလေးတွေဆိုရင်လည်းရင်သားလား တင်ပါလားမျက်နှာမဖြူလို့ဖြူချင်တာလားဝက်ချက်နေထွက်တာအရှင်းပြောက်ချင်တာလားသိမလားဂစ်တာရှိတ်တဲ့ဟာဂစ်တာရှိတ်လေးဖြစ်ချင်တာလားကွန်ကွန်ပြောမှဆိုတော့ငါတို့ကမွေးရပါတယ်ရငါတို့ကလှလာတဲ့သူတွေဆိုတော့ပုံစံဖြစ်အောင်ဒီနေ့ခေတ်မှာအကုန်လုံးလို့ရနေပါပြီဆိုတော့ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့သူများကောင်းတဲ့ဆိုတိုင်းဇိုးယုံကြည်ကြတဲ့မြန်မာတို့ရဲ့ထုံးစံနဲ့အညီပေါ့နော်မလိုလားအပ်တဲ့ side effect တွေဖြစ်လာကြပါတယ်ဆိုတော့ဘလို့ဖြစ်တယ်လဲဘာကြောင့်ဖြစ်တယ်လဲဆိုတာကို point of view လေးတစ်ခုပဲလိုပါတယ် ဆိုအဲ့ဒါလေးကိုခင်ဗျားသိသွားရင်လက်ရှိမှာဖြစ်ပေါ်နေတဲ့အသက်သေဆုံးတာ confident ရှိခြင်းလို့လောက်ခါမှာပေါ့နော်လူရောပါမတိုးရဲတော့တာတွေဒါတွေမဖြစ်တော့ပါဘူးကျွန်တော်တို့ကအလှပစည်းကမ်းတစ်ခုကိုကျွန်တော်တို့သွားပြီးဆိုရင်တော်တော်များများကဘာလို့ကြတယ်လဲဆိုတော့ငုတ်တုတ်ထိုင်ထိုင်ပြီးတော့ဖုံးသုံးကြတာက ပထမအမှားပေါ့နော်ကိုရောက်ဖုံးနေကြတဲ့ ယုံကြည်ရပြီးသားစေကဖြစ်တယ်ဆိုရင်တော့မပြောလို့ဝင်မှာပေါ့နော်ကိုအခုမှသွားမဲ့စေကအဖြစ်ဖြစ်စေဒါကိုရဲ့တငယ်ချင်းကလမ်းညွန်လို့ဖြစ်စေ line မှာမဟော့နေလို့ဖြစ်စေပေါ့နော်ဒီလိုမျိုး first experience အနေနဲ့သွားတော့မယ်ဆိုရင်ခမားတို့ရဲ့မျက်လုံးကိုဖုံးမှာပဲမထားဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့မျက်လုံးဆိုတာကြည့်ဖို့ပါဘာတွေကြည့်ရမလဲဆိုတော့အဲ့ဒီစေကရဲ့တန်ရှင်းတည့်ရမှုအခြေအနေဘယ်လိုရှိလဲ reception ကရောလုံလောက်တဲ့တန်ရှင်းတည့်ရမှုရှိသလားကိုကရောက်တော့လို့အဲ့ဒီစေကမှာထိုင်ရတဲ့ feeling က fresh ဖြစ်လားကိုကိုလာပြီးတော့ရှင်းပြပေးနေတဲ့ဝန်ထမ်း နေရဲ့တန်ရှင်းတန်ရမှုကရောဘလောက်ရှိတယ်လဲအလှပခေါင်းစဉ်တက်ပြီးတော့ဗောနော်ဒီမှာ service ပေးနေတဲ့သူတွေကတကူရေးတန်ရှင်းမှုတော့အ ਨੇ ဆုံးရှိရပါဖြစ်ပါတယ်ဆိုတော့ဒါတွေကအခြေခံအနေနဲ့မဖြစ်မနေစစ်ဆေးတဲ့အချက်ပါကိုသွားလုံးမဲ့ဈေးကန်းကဗမာဖွင့်ထားတာလေတချို့တွေရှိရယ်ကုတုံးလောက်တာဗမာလောက်တယ်လဲဆိုတော့ hotel လို့တဲခိုကန်းတော့မလောက်လောက်တဲ့သူတွေကိုအန်အောတာထက်သွားပြီးတော့အလုတ်ခံတဲ့သူတွေရဲ့ အုံနောက်ကိုကျွန်တော်ကအံ့ဩတယ်ဆိုတော့မဖြစ်သေးခင်တော့မဖြစ်ဘူးပေါ့ဗျာဟိုဖြစ်လဲဖြစ်ရောကိုကငွေလဲကုန်သေးတယ်ဟုတ်တယ်မလားကိုရဲ့မိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်လဲထိခိုက်တယ်ကံစိုးရင်တော့မှအားလုံးကြားဘူးနေကြဖြစ်စင်နေတဲ့အတိုင်းပေါ့နော်အသက်အန္တရာယ်ပါစိုးရင်စရာတွေအထိဖြစ်လာနိုင်ပါတယ်ကိုက treatment တစ်ခုခုယူတော့မှပဲစိုးကြပါစို့နော်ချက်ချင်းကြီးခေါ်တဲ့အနောက်မလိုက်ဖို့လဲမှားကြပါတယ်ကိုရဲ့အသားပေါ့အက်တင်မဲ့ဒီလိုမျိုးကိစ္စတွေမှာကိုကို treatment ပေးမဲ့အခန်းနဲ့ဂဒင်က လုံခြုံမှုဘယ်လောက်ရှိတယ်လဲဆိုတာကိုမဖြစ်မနေကြည်ပါပြီးတော့ဒီဆေးကဲမှာထိုင်တဲ့ဒေါက်တာ လုံးဝအရေးကြီးပါတယ်။ဂျူတီကုတ်ဝတ်ထားတိုင်းဆင်ယံဝန်မဟုတ်ပါဘူး။ဟန်ဆောင်ဆင်ယံဝန်လုံပြီးတော့အလုပ်ဝင်လုပ်တဲ့သူနဲ့တကယ်တိတိချာချာကျွမ်းကျင်တက်မြောက်ပြီးတော့ဗောနော် experience ရှိတဲ့သူနဲ့လာလာမှမဆိုင်ပါဘူး။ဆိုတော့ကျွန်တော်ကတော့အဲ့ဒီသဘောတရားကိုစုလို့ကျင်တာဗောနော်။ဆိုတော့အဲ့တော့ကိုသွားလုံးမဲ့ဆင်ယံဝန်ကအရှိမဘာဖိဘက်တွေရှိထားလဲ။ဒီမှာတော်တော်များများကတော့ဈေးကန်းနေမှာတော့သူတို့ရထားတဲ့ဘွဲတွေဒီနိုင်ငံတကာအတွေ့အကြုံတွေကိုဂုံ drug တစ်ခုအနေနဲ့ trust တစ်ခုအနေနဲ့ချိန်ထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့ကထိုင်နေရင်းနဲ့တခါတည်းမျက်လုံးလှိမ့်လင်းတဲ့လိလတင်ပါတယ်။ ော်သူတို့ရဲ့ Facebook page ကိုလေ့လာတင်တဲ့ post တွေတီချဖတ်ကိုကိုကုသပေးမဲ့ဆီယံဝန်ကဆီယံဝန်အစ်စ်ဟုတ်မဟုတ်ကိုလည်းလေ့လာပါဆိုတော့ခင်ဗျားတို့မသိတဲ့တစ်ချက်ကိုကျွန်တော်ပြောပြပေးမယ်နော်အခုလက်ရှိမှာဆီယံဝန်အစ်စ်မဟုတ်ဘဲနဲ့ဒီအတိုင်း online သင်တန်းတွေတက်ပြီးတော့နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေပါတယ်ရသေးပါရထားပါတယ်လို့ပြောပြီးတော့ကုသနိုင်တဲ့သူတွေတကယ်ရှိပါတယ်နိုင်ငံတကာအသိအမှတ်ပြုဆိုတိုင်းလဲအားမနာပါနဲ့ ိုက service fee ကိုအပြည့်အဝပေးပြီးတော့လုပ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ site effect အတွက်ကိုယ်မှာမေးမြန်းပိုင်ခွင့်အပြည့်အဝရှိပါတယ်။ကိုကြောက်တဲ့အရာများဖြစ်လာနိုင်မလားဆိုတာကိုဆရာဝန်နဲ့ပုံမှန်လင်းလင်းဆွေးနွေးပါ။ကိုနဲ့ consultant လုပ်နေတဲ့ဆရာဝန်ကစိတ်ဘလောက်ထိရှိသလဲ။နော် patient အပေါ်နှူးထွေးမှုရှိသလား။တကယ် experience ပြည့်ဝတဲ့စကားပြောဆိုပုံလား။အင်းအဲဟုတ်မှာပါအဲ့ဒါပါအဲ့လောက်ပဲလားဆိုတာအဲ့ဒီအချိန်မှာဆုံးဖြတ်ဖို့တိတ်အရေးကြီးပါတယ်အရာရာမှာကတော့ကျွန်တော်တို့ boundary ဆိုတာရှိပါတယ်အခါမသိလို့ဖြစ်စေတခု ခုလွဲချော်လို့ဖြစ်စီပေါ့နော်ကန့်သက် boundary ကိုကျော်လွန်ပြီးတော့ကျွန်တော်တခုခုတက်လေလေဖြစ်သွားခဲ့သည်ရှိတော့ကိုသွားလုံးမဲ့ဈေးကဘယ်လောက်ထိတာဝန်ယူပေးနိုင်တယ်လဲဆိုတာမှတခါတည်းမေးပါ โอเคဆီယံဝဘက်ကလည်းတကယ်ပြည့်စုံတဲ့သူအတွေ့အကြုံလည်းရင်ပြီးတော့သူ့ရဲ့အပြောအဆိုနဲ့စိတ်ရလည်းရှိတယ်နိုင်ငံတကာမှာလည်းရထားတဲ့စုတွေ certificate တွေကလည်းလုံလောက်တဲ့ပမာဏရှိတဲ့ဆိုမှ treatment ကိုစတင်ယူဖို့အကြံပေးခြင်းပါတယ်ဒါကတော့အမျိုးသမီးတွေအပိုင်းပေါ့နော်ပြီးတော့ကုသမှုလုပ်နေစဉ်မှာလည်းဖုန်းကိုပဲထောက်လျှောက်သုံးပြီးတော့မနေပါနဲ့ဆိုတော့လုံပေးကင်ပေးတာတသက်ခက်ခက်ရှိလားကျွမ်းကျင်မှုရှိရှိလုံပေးတာလားဆိုတာကကျွန်တော်တို့ကြည့်ုံနဲ့သိပါတယ်ဆိုတော့ဒါတွေကတော့မဖြစ်မနေ facts experience အနေနဲ့ကျွန်တော်တို့စီကံတစ်ခုကိုသွားမယ်ဆိုရင်တည်ထားတဲ့အချက်တွေပဲဖြစ်ပါတယ်နောက်တစ်ခု ကဒီစီကဲမှာ service ပေးကြတဲ့ဝန်ထမ်းတွေရဲ့အမှုအရာပါဆိုတော့လာသမျှရှိသမျှကူထုံးကိုအတင်းလုတ်ခိုင်းတာလားသိတယ်မလားကိုနဲ့လိုက်မဲ့ဟာကိုပဲရွေးချယ်ပေးသလားဆိုတာစကားပြောနေရင်းနဲ့ကိုယ့်ရဲ့ခေါင်းကနေတုံးတက်နေပါတချို့ကသူများစကားပြောရင် မျောတက်ကြပါတယ်။ရှင်းရှင်းပြောရမယ်ဆိုရင်မြန်မာလူမျိုးထုံးစံနဲ့အားနာကြတာပါ။ကိုနဲ့မကိုက်ဘူးမလိုအပ်ဘူးဆိုရင်တော့အဲသူတို့ညှုံးတဲ့ကုထုံးကိုမလုပ်ဖို့ပြောချင်ပါတယ်။ customer က no ဆိုရင်သူတို့ဘက်ကနေဘာမှစောရကတက်ပိုင်ခွင့်မရှိပါဘူး။ဒီတော့ပြောချင်တာကကိုယ့်ရဲ့မျက်နှာ၊ရင်သား၊တင်ပါ၊ဘိုက်နှာခမ်း မျက်လုံးမျက်ခုံးဆိုတော့ဒါကျွန်တော်တို့ဒါအမျိုးသားတွေဆိုလဲပါတော့ကျွန်တော်တို့လုံချင်ကြတဲ့အပိုင်းနေပါတော့ကျွန်တော်တို့ရဲ့သိရမလား RPG လို့ဘာလို့ပေါ့ဗျာသိရမလားဆိုတော့အမျိုးသမီးတွေဆိုရင်လည်းကိုယ့်ရဲ့ private parks တွေကိုကျွန်တော်ပုံအရမ်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခခုတလေအမားခံလို့မဖြစ်ပါဘူးအဆုံးသတ်အနေနဲ့ပြောချင်တာကတော့ first experience အနေနဲ့သွားလို့ကြတော့မယ်ဆိုရင်အထက်မှာပြောတဲ့အချက်တွေကိုမဖြစ်မနေခင်ဗျားတို့ရဲ့ခေါင်းထဲထည့်သွားပါမလိုလားတဲ့အရာတွေဖြစ်လာခဲ့မယ်ဆိုရင်အရင်ဦးဆုံးခံရမှာကကိုကိုယ်တိုင်ပဲခံရမှာဖြစ်ပါတယ်နောက်ပြီးတော့ကိုကကုသမှုလို့ပြီး ီလိုအိမ်မရောက်တော့မှနေရထိုင်ရအဆင်မပြေတာမျိုး စိတ်မချရတဲ့အခြေအနေမျိုးဆိုရင်လေဒါကိုလုတ်ခဲ့တဲ့ဆရာဝန်စီအကြောင်းကြားပါကိုခံစားနေရတဲ့ပုံစံကိုပုံပုံလေးလေးတိုင်ပင်ကြည့်ပါအာမနာပါနဲ့ထပ်ပြောပါမယ်အာမနာပါနဲ့ဆိုတော့စုံလင်းကြည့်ပေးကြတော့ကျေးဇူးမြတ်တင်ပါတယ်အားလုံးပဲ stay safe ပါ